တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ6ရက်နေ့နေ့14ရက်နေ့အတွင်းကာလဟာမိမိရဲ့စွမ်းသက်တည်မြင့်မားနေတဲ့ရလကောင်းတွေကို ဖန်တီးနိုင်တယ်အလုံးစုံသောအခက်အခဲတွေကိုကြုံရနိုင်တယ်စန္ဒရည်မှန်းခြင်းနဲ့ရည်ရွယ်ချက်တွေကို ရှေ့တိုးလွတ်ကန်ပြီးတော့တထက်တဲကြောင့်ဖဏိနိုင်တဲ့အခွင့်ကောင်းတွေကိုလည်းရရှိမယ်။ဝင်ဝင်စည်းဝါးတိုးတက်မယ်။ခက်ခဲတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်လိမ့်မယ်။ကိုယ့်ကိုကူညီတဲ့သူတွေပေါ်လာလိမ့်မယ်။အခက်ခဲတွေကိုဒီချိန်မှာထိတဲ့ရင်ဆိုင်လိုက်တာဟာကိုယ့်အတွက်အပြေရှားမှုရတတ်ကောင်းကို ဖြစ်တော်စေတဲ့ဆောင်ရွက်မှုပါပဲ။ရှင်းရနေမှာတော့ ထူးထူးခြားခြားကောင်းတဲ့ကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်ပေါက်တယ်။ကိုယ့်ရဲ့နေမှာအလုပ်ဖို့ကိစ္စဖို့တွေကြုံမယ်။ဆယ်ရဲ့နေမှာဇန်တိုက်ခံနေတဲ့ထိတဲ့တွေ့ရတဲ့စိတ်ပင်ပန်းပဲ။ဆယ်တရနေ့ဟာစိတ်ချမ်းမြေ့စရာတွေရှိတယ်။ပြည့်ရွယ်သူတွေစမ်းဖွဲ့တယ်၊လုပ်ငန်းရရမှလည်းကောင်းတယ်။ဆယ်နှစ်ရဲ့နေ့မှာမထင်မှတ်ပဲ ဆောင်ရွက်လိုက်တဲ့အပြောင်းလဲတွေကိုတွေ့ကောင်းကျိုးပေးခြင်းကိုကြုံမယ်။ဆက်သောရနေ့အဲ့ဒီနေ့ကလာပြည့်နေ့ဖြစ်တယ်။မင်္ဂလာရှိသောနေထားတွေရှိတယ်။အလုံနေထားစီးပွားနေထားဘဝအခြေအနေထူးထူးခြားခြားကောင်းခြင်းတွေတွေ့တဲ့ခြေတွေကိုရနိုင်တယ်။14ရက်နေ့ကတော့အတိုက်ခံနေတဲ့သတိထားမယ်။အဲ့ဒီနေ့ဟာလက်ချက်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာ ဘာလို့လို့သတိနဲ့ရှင်းပြီးလောက်အောင်အမှားမပါစေနဲ့ပြဿနာဖြစ်ရင်ရှင်းချသွားတတ်တယ်ဒီကဏ္ဍအတော်တွေမှာဇာတပတိနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာနေသောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်နံပါတ်3ငါခွန်ကနန်းနေကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနေရောင်တို့ကို ုံးဆွဲပြီးလူရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်တယ်အထူးပြုအစီရင်ကတော့တပေါင်းလာပြည်နေ့7ရက်နေ့ March လာရောက်အောင်မှာကြောက်ပြင်းတစ်ချက်အဲ့ပေါ်မှာနှမ်းစီနဲ့စပကြီးသေးကြီးတို့ကိုတန်းလိုက်နဲ့တွေးပြီးတော့အဲ့ရတဲ့စီလေးတွေကိုစုဆောင်ထားပြရတဲ့ကောင်းတဲ့ကောင်းလေးစီဖြစ်လုံးနေကြတယ် အယောင်းဝယ်ဒီပိုင်းစီလေးသုံးနေရင်ရောင်းမဝယ်ပတ်ပွက်တတ်တယ်။အဲ့ဒီအစီရင်ကိုတပေါင်းလာပြည်နေညမှာပြရပွင့်လန်းခြင်းအစီရင်ဖြစ်ကို ဖန်တီးနိုင်ပါလေ။ဒီဆောင်ရွက်မှုလေးကိုလောက်ခဲ့ရာချပေးတင်ပြလိုက်ပါလေ။ကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025 March 6ရက်ကနေ14ရက်နေ့တော်တွင်မှာ ဖြစ်ပေါ်နေတဲ့ကံကြမ္မာခွင့်ရေးတွေကိုလက်တွေ့ဆုံးချပြီးပုံမြင့်တဲ့ဘဝစစ်တကူကိုကူပြောင်းထုတ်တက်သွားနိုင်တယ်။ငွေကြေးပုံမှန်နဲ့ပုံပြီးဝင်လာနိုင်မယ်။စုဆောင်မှုစိတ်မကူနဲ့အဲဝင်လာတဲ့ငွေကြေးအလုံးဟာပြန်ပြီးအသုံးပြရမယ့်ငွေဖြစ်ကိုနှင်းများစွာ ပြောင်းလဲသွားနိုင်မယ်။ဘဝအခြေအနေတွေကနှင်းများစွာတိုးတက်မယ်။အတတ်ပညာဘဝအခြေအနေနဲ့ကံနေတာအထုတလေကောင်းစွာတိုးတက်ခြင်းနဲ့လူလားချက်စံတရည်မှန်းချက်တရားလုံးကို ရှေ့တို့ဆောင်ရွက်အောင်မြင်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတွေကိုကျုံ့တွေ့နေတဲ့နေ့ပါပဲ။ဒီနေ့မှာရာရာဆင်ပြေမယ်တိုးတက်မယ်လိုရာပြည့်စုံမယ်။ကိုယ့်ရဲ့နေ့မှာအလုံးအောင်မြင်မှုနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုကျုံ့တွေ့နိုင်တယ်။ဆယ်ရဲ့နေ့မှာရည်မှန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးတော့ဘဝရည်မှန်းချက်ရဲ့နှစ်သာရကိုရနိုင်တယ်။ဒါပေမဲ့ရန်တိုက်ခတ်နေတဲ့ရှင်ပြီးတော့အမယ် ဆက်တည့်နေ့စိတ်ချမ်းသာစရာတွေကြုံမယ်ကောင်းခြင်းခွင့်ရနှမျိုးကြုံမယ်ရသည်ရတတ်တဲ့ရပဲခွင့်တွေပြန်ရမယ်ဆက်ညနေ့မှာပြောင်းကပြားဖြစ်ပြီးမှအစီပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးပြီးတော့တိုးတက်တဲ့ကံတွေကြုံမယ်ဆက်သုံးရနေ့ကအရာရာစင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းရဲ့အနှစ်သာရရှိတယ်အဲ့ဒီလပြည့်နေ့နဲ့လည်းတိုက်ဆိုင်တယ်တပေါင်းလာပြည်နေ့ညအချိန်မှာလာရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့ ဇပကြီးသေးချင်နဲ့တင်ပြီးတော့တန်လိုက်တွုံးလေးနဲ့သွေးပြီးပြရတတ်ဖို့လို့ရတယ်ပြရစေးအဲ့စီလေးကိုသိမ့်ထားကောင်းမှလူနောက်ကိုရောင်းချင်ဝယ်ချင်တဲ့ကိစ္စတွေပွေရလာလေးတွေတော့လဲပေးထူးထူးခြားခြားကောင်းတဲ့ဓာတ်တွေရှိတဲ့လက်တွေ့ဆောင်ရွက်ကြိုးပမ်းနိုင်တယ်14ရက်နေတော့ရရသတိထားမယ်အဲ့ရက်ကလာကြတဲ့နေ့အဲ့ဒီမှာသွားလာစေတွေ့တဲ့လူကံပုဂ္ဂိုလ်တို့ကိုလှူဒါန်းမှာ အကြက်တဲဖြစ်နေတဲ့သူတွေကိုကူညီလိုက်ပါဒီကာလအတော်တွင်းမှာတနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကိုကောင်းချိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေကိုကိုဒုက္ခပေးတတ်တယ်အပြာရောင်ပန်းရောင်နုနေရောင်တွေချိုးပေးတဲ့ရောင်ဖြစ်သုံးဆွဲနိုင်တယ်နံပါတ်၄ခုကိုကနန်းတွေကိုအချိုးပေးကနန်းတွေဖြစ် ုံးဆောင်နိုင်ပါ रे ကောင်းသောကံကြမ္မာနဲ့ကံခွင်လန်းပွင့်စေရန်အတွက်ညာပခုံးညီဝင်းစုပြီးလက်ခုပ်သုံးချက်တီပီငါထွက်ကလူကိစ္စတွေဆောင်ရွက်ခြင်းတပတ်အတွင်းဆောင်ရွက်လိုက်ပါဆက်တိုက်လို့ပါထူးထူးခြားခြားကောင်းခြင်းတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025 မာချလာရှေ့ရကနေ14ရက်နေ့တော်တွင်မှာပြိုင်ဆိုင်မှုအလုံးကိုကြော်လာပြီးတော့ဘဝတိုးတဲ့ချိန်ကမြန်မာချင်းကိုရမယ်ခက်ခဲတဲ့ကိစ္စတွေအလုံးကိုကြော်ပြီးမိမိရည်မှန်းချက်နဲ့လိုလားချက်တွေကိုပြည့်မြအောင်လုပ်နိုင်တယ်အယူဆသဘာဝမတူလင့်ကစားကိုယ့်ရဲ့ဆန္ဒရည်မှန်းချက်ကိုအဓိကအားထားပြီးတော့လုပ်ကိုင်ခြင်းဖြင့်ကောင်းသောတည်လမ်းပေါ်မယ်ခရီးကိစ္စအဆင်ပြေမယ်ပြောင်းလဲတဲ့တိုးတက်မှုရှိမယ်ရပိုင်ခွင့်နဲ့လက်ဝဲပြန်လည်ရရှိခြင်းနဲ့ဒီမှာ အတိုက်ခံကြမှာတိုးတက်ခြင်းအောင်မြင်ခြင်းကိုကြုံမယ်ကိုယ့်ရဲ့နေမှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းကိုကြုံမယ်ဆယ်ရဲ့နေမှာလုပ်ဖို့ကိစ္စပွေတွေကြုံမယ်အတိုက်ခံကြတိုးတက်မယ်ဆယ်တရဲ့နေမှာရန်အတိုက်ခံဖြစ်တတ်တဲ့ပြဿနာမျိုးတစ်ပြိုင်တည်းတည်းဖြေရှင်းနိုင်နိုင်မယ်စနေရနေ့ရတော့ငွေကြေးကလုပ်ငန်းကဘဝကထူးခြားစွာတိုးတက်တဲ့နေတာနဲ့အောင်မြင်မှုကိုကြုံမယ်73ရက်နေ့လာပြင်းနေ့ဖြစ်တယ်အဲ့ဒီနေ့ကထူးခြားသောမွန်မြတ်သော နေ့တစ်ခုဖြစ်သလို စိတ်ချမ်းသာစရာလဲကြုံမယ်ညအချိန်မှာလရောက်အောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာစပကြီးသေးကြီးရဲ့နှမ်းစီရဲ့တန်လိုက်တို့ရဲ့သွေးပြီးတော့ပြီးရဆက်ဖော်မယ်အဲ့ဒီအနှစ်လေးကိုလူနဲ့စောင်းလူလို့ရတယ်သုံးဆွဲညာရှိသလိုသုံးဆွဲစမ်းပွင့်ခြင်းရဲ့သဘာဝအပြည့်ဝရမယ်14ရက်နေ့အထူးသတိရှိရမယ်နေ့အဲ့ဒီကလက်ချက်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့ဒီမှာအချက်တဲမရှိအောင်ကွာရှောင်ကြရမယ်သူတစ်ပါးခက်ခဲရှိရင်လည်းကုညီရမယ် ီကာလအတော်တွင်မှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်လေးကိုကနံအချိုးပေးတယ်အဖြူအစိမ်းမီကိုရောင်တို့ကိုသုံးရအချိုးရှိတဲ့ကံကြမ္မာနဲ့တိုးတက်တဲ့ကံခွင့်ရည်တွေကိုရရှိနိုင်ပါလေ။ကောင်းသောကံရရန်လို့ငါနေမှာရှိနေတဲ့စပ်ပြဘူးကိုအဟောင်းနေ နောက်ပြီးတော့ရေခွက်ဟောင်းနေစွန့်ပြစ်လိုက်ပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်၈ရက်နေ့နေ့14ရက်နေ့တော်တွင်မှာအပြောင်းလဲတွေရှိတယ်ခရီးကံကောင်းတယ်လူမျိုးပဲအကျိုးပေးမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေအောင်မြင်အောင်ဆောင်ရွက်နိုင်တယ် ျက်စိပြောက်တတ်တယ်အာမခန္ဓာတောင်းယူတာမလုံးနဲ့ပေါ်လာတဲ့စိတ်ကူးတွေကို လက်တွေ့သုံးချပါခီးကိစ္စပေါ်လာရင်လည်းသွားပါကိုယ့်အတွက်အနေမရှိဘူးရှင်းရဲ့နေမှာဥတီချက်တင်တဲ့လောကကြီးကြီးနေချိုးပေးပြီးတိုးတက်မယ်ကိုယ့်ရဲ့နေဟာတော့ငွေချေးကံလုံငန်းကံဘဝကံနေအလုံးစုံတိုးတက်မယ်ဆယ်ရဲ့နေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်စတေးရဲ့နေမှာအေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ် ဆုံးဖြတ်ချက်မှန်မယ်၁၂ရက်နေ့မှာရပိုင်ခွင့်တွေလဲဝယ်ပြန်ရမယ်၁၃ရက်နေ့ကတော့အလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းနဲ့ရှိရည်မှန်းချက်ဒီကိုအောင်မြင်နိုင်တယ်အဲ့ဒီကတပေါင်းလာပြည့်နေ့အဲ့ဒီညတပေါင်းလာပြည့်ညလာရောက်အောင်မှာကြောက်ပြင်းတစ်ချက်ချပြီးတော့အဲ့ဒီကြောက်ပြင်းပေါ်မှာနှမ်းစီနောက်စပကြီးသေးချင်နဲ့တာလိုက်တုံးလေးကိုသွေးပြီးတော့အဲ့ရလာတဲ့နှစ်လေးကိုပြရတတ်ဖြစ်သောစမ်းပွင့်တယ် ကိုကောင်းမှလူပြီးတော့သွားနိုင်ရင်လူချစ်လူခင်ပေါ်တယ်အကြောင်းပဲလို့တဲ့နေရာမှာလဲအဲ့ဒီအနှစ်လေးနဲ့တို့ပေးရင်လဲရောင်းမဝယ်ပန်းနေပွင့်တယ်ဆယ်လေးရက်နေအဲ့ဒီနေရာလက်ချက်တဲ့နေအဲ့ဒီနေမှာငွေမချီးနဲ့ဆုံးတတ်တယ်ကိုယ်ကလည်းသူများရှီအောင်ငွေမယူနဲ့ပြန်ပေးရခက်တတ်တယ်။နောက်ရည့်ရက်ဒီမှာအကြက်တဲရှိရင်ဖြည့်ရှင်းမှာချက်ချင်းဖြည့်ရှင်းမှာ ြဿနာကိုမသေးသွားနဲ့ခက်ခဲသွားတတ်တယ်။ဒီကာလအတော်တွေမှာဇာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကကောက်ကျိုးပေးပြီးတော့တနေ့ကလေးတနေ့လာမွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကျိုးပေးတယ်အစင်းရောင်ဖြူရောင်မိခွန်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ရအောင်မြင်နိုင်တယ်။တပြေညွန့်ဖျားတင်ပြီးလိုရာဆူတောင်းခြင်းမကြာခဏပြုပါသူကြစွာကံကောင်းပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ ကြာသပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့နေ့စပြီး10ရက်နေ့အတော်တွင်မှာရန်တိုက်ခံနေတဲ့ဂျုံတွေ့တဲ့တဲသူတစ်ပါးကြောင့်မိမိရေဝဲချက်တွေမှာနှောင့်နှေးခြင်းခတိကောင်ဖြစ်ခြင်းတွေရှိတတ်တယ်အာမခံခြင်းတောင်းယူခြင်းမလုပ်ရဘူးချက်ချင်းဆုံးပြတ်ပြီးလောက်တာကောင်းတယ်အလုပ်တွေကိုဒီအချိန်မှာတက်ရထိုင်ရတို့တွေပြန်ကောက်ရဆောင်ရွက်ရခက်ခဲတဲ့နေရာတော့ပြဿနာတွေများတယ် အထင်မှားမှုတွေဖြစ်ရှင်းရတယ်လူလေးယောက်ဒုက္ခီသွားရင်လည်းအနေရှိတတ်တယ်ကိုယ့်ရဲ့နေ့မှာတော့ကောင်းခြင်းမင်္ဂလာနဲ့တိုးတက်ခြင်းတွေရှိမယ်စိတ်ချမ်းသာမယ်လူရပြည့်စုံမယ်ဆယ်ရဲ့နေ့မှာအလိုရှိရာပြည့်စုံခြင်းငွေချေးခံကောင်းခြင်းနဲ့လောက်ဖွင့်ခြင်းတွေကိုကြုံမယ်ဆယ်တရဲ့နေ့မှာရတ္တန်တဲ့လူတွေကိုပြန်လဲစတင်နိုင်တယ်အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်တယ်ဆယ်တရဲ့နေ့တွေကငွေချေးနဲ့ပတ်သက်တဲ့ကံလုပ်ငန်းကံလုံးစုံ ကောင်းခြင်းနဲ့ကြိုးပမ်းခြင်းကိုကြုံမယ်ဆယ်သုံးရဲ့နေ့မှာ ရီပန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်တဲ့လာပြင်းနေဖြစ်တဲ့အဲ့ဒီညတပေါင်းလာပြင်းနေညလာရအောင်မှာကြောက်ပြတဲ့ချက်ပေါ်မှာနှမ်းစီနဲ့သားလိုက်တုံးလေးနဲ့စပကြီးသေးကြီးတွေးပြီးတော့အဲ့ဒါလေးကိုလူနဲ့စောင်းထားပေးပါထူးခြားတဲ့ပီရတ်တ်ကောင်းပဲလိမ့်ချံသုံးဆွဲနိုင်မတဲ့14ရက်နေ့အဲ့ဒီကလာချက်တဲ့နေ့အဲ့ဒီမှာတပါးသူချက်တဲ့ရှိနေတဲ့နိုင်ငံဖြည့်ရှင်းပေးပါနောက်အဲ့ဒီနေ့မှာ အမေသာစာသုံးခြင်းကိုရှောင်ကျဉ်လိုက်ပါဒီကာလတော်တွင်မှာဇာသပတိနေဗုဒ္ဓနေတောက်ကြံနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းငွေတွေနေကနေမွေးသူတွေဒုက္ခပေးတတ်တယ်တင်္ဃကုက္ကနာကျိုးပေးတယ်အဖြူအစိမ်းမျိုးရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စများဆောင်ရွက်နိုင်တယ်အဝါရောင်ပန်းပွင့်ဖျားတင်ပြီးလူရာဆူတောင်းမှာဆူတောင်းပြေပါလိမ့်မယ်ဂျေဇုတင်ပါတယ် ။သောကြနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ10ရက်နေ့နေ့14ရက်နေ့အတွင်းလလပါဥစ္စာဒနာဖွံ့ဖြိုးခြင်း၊ဝေကြီးကံကောင်းခြင်း၊ဘဝတိုးတက်ခြင်းနဲ့လူရပြည့်စုံခြင်းကိုဒီချိန်ကျုံးကိုကြုံမယ်။ကိုလုံးတဲ့ကိစ္စမှန်သမျှဆင်ပြေမယ်။ဘလောက်ခက်ခဲအားလုံးကိုကျော်လွှားပြီးလောရာဆန္ဒပြည့်မြောက်ဆွေးနွေးနိုင်လိမ့်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုံးကရင်တို့ရဲ့ကောင်းသောအကျိုးဆက်ကိုရမယ် ကိုပိုင်တွေးခေါ်တဲ့လောကကြီးနေရဲ့ကောင်းသောအကျိုးကိုရရှိနေမှာရရကံကောင်းခြင်းစီပြေခြင်းကိုကြုံမယ်ကိုရဲ့နေမှာရန်တိုက်ခံတဲ့ထိတ်တိုက်တွေ့မယ်ဆယ်ရဲ့နေမှာစတင်ခြင်းနေပြန်လဲစနိုင်ခြင်းအခက်အခဲကြော်လွားနိုင်ခြင်းနေရှိမယ်ဆက်တရဲ့နေမှာပြဿနာနှမျိုးဖြေရှင်းပြီးမှအလိုပြည့်စုံမယ်ဆယ်နှစ်နေကမှန်းနာတဲ့လေးတွေနဲ့ကြပြောင်းကြပြန်နေဖြစ်နေတတ်တယ်အခက်အခဲတွေများတတ်တယ်ဆက်သုံးရဲ့နေမှာရတတ်တဲ့လူတွေပြန်စခြင်းအဟောင်းကိုရရွေအစ်စ်ကိုစခြင်းကြုံမယ်အဲ့ဒီလာပြည့်နေ့ တပေါင်းလာပြည်နေတပေါင်းလာပြည်နေညလာရောင်အောင်မှာကြောက်ပြင်းတစ်ချက်ပေါ်မှာနှမ်းစီရဲ့စပကြီးသေးရေကိုတန်လိုက်တွုံးနဲ့သွေးရလာတဲ့အဲ့ဒီအနှစ်ကိုယူပြရတတ်ကောင်းတဲ့စမ်းပွင့်စေတဲ့အစီရဲ့အဆောင်ရောင်အနှစ်သာရကိုရပြီအဲ့ဒါလေးကိုခေါင်းမှလူးပြီးတော့ပြောရဲဆိုရင်မျက်နှာဖွင့်ပြရတတ်ကောင်းတယ်အယောင်းဝဲလွယ်လျာလေးကို အနည်းမှမှထားရှိတို့ထားပြီးလို့အစင်းကိုပြေးနေလေလက်တွေသုံးလို့ရတယ်တနည်းမှတခါပဲလို့လို့ရတာဆယ်လေးရနေသတိထားရမယ်အဲ့ဒီကအညံ့နေရှိတယ်အဲ့ဒီကလက်ကျက်တဲ့နေဖြစ်တယ်အဲ့ဒီမှာတပားသူခက်ခဲရှိနေတိုင်းကုညီပါသူတပားကိုအထောက်ခုပြုတ်ပေးလိုက်ပါဒီကန္နာတော်တွေမှာတနည်းလာနေအင်္ကာနေ့ ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနည်းငယ်တွေမွေးတဲ့သူတွေနဲ့တောက်ကြမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ရှစ်ခုကိုကနန်းတွေကျိုးပေးတဲ့အ내ရောင်ပြရင်ရောင်မိခိုးရောင်နှက်ပြောင်းတွေသုံးပြပါထူးထူးခြားခြားကံကောင်းလိမ့်မယ်။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရဖို့အတွက်ကိုတော့နေမှာရှိနေတဲ့ဝါတူဝါရတောင်းဝါနဲ့ပြုလို့တဲ့ပစ္စည်းအောင်များဆွန့်ပြစ်လိုက်ပါ။ယေရှုတည်မှာ။စနေနေ့မွေးသူအားလုံး မင်္ဂလာပါ2025ခုနှစ်မတ်လ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ဘဝတည်လံကံပွင့်နဲ့အနေထားချုပ်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုကဲ့ရင်းတို့ရဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရနိုင်တာပြောင်းရွှေ့ပြောင်းလဲတွေဖြစ်နိုင်တဲ့ဆက်ဆံရေးဝင်ကျင်တွေမှာလည်းအပြောင်းလဲသစ်တွေပေါ်လာမယ်ပေါ်လာတဲ့စိတ်ကူးသစ်တွေကို၈ရက်နေ့မှာလက်တွေ့ကောင်းတဲ့ပေါ်ပါ ကိုရဲ့နေမှာရပိုင်ခွင့်တွေလဲဝယ်ပြန်လဲတောင်းဆိုရယူနိုင်တယ်။ဆယ်ရဲ့နေမှာအလုပ်ကိစ္စတွေအတွက်ပြောဆိုမှတ်မြအောင်မြင်မယ်။ဆယ်တရက်နေမှာရှင်ပြိုင်မှုတွေအောင်မြင်မယ်ဘဝတိုးတက်မယ်။ဆယ်နှစ်ရက်နေမှာရန်တက်ခံနဲ့ရှင်ပြီးလောက်ရမယ်။ဆယ်သုံးရက်နေထူးထူးခြားခြားကံကောင်းခြင်းအလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတွေကို ဖန်တီးနိုင်တယ်။ဆယ်လေးရက်နေအဲ့ဒီကလာချက်တဲ့နေ့ဖြစ်တဲ့သွာလာနေ့တိုင်းထူးပြူပြီးကူးဆက်ရမယ်။ဒီကာလအတော်အတွင်းမှာ တနင်္လာနေ့ရင်ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေမွေးသူများကြောင့်စိတ်နောက်ဆက်သေးတယ်ရှိတတ်တယ်တစ်ခုကိုကနံကျိုးပေးတယ်အဝါလိမ်မော်ရွှေရောင်တို့ကိုသုံးပြီးတော့လူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်ဒီကာလအတွင်းထူးပြုံတော့နိုင်တဲ့အကြောင်းအရာအစီရင်လေးရတော့7ရက်နေ့ March အဲ့ဒီကတပေါင်းလပြည့်နေ့တပေါင်းလပြည့်နေ့ညအချိန်မှာလာရောင်အောင်မှာကြောက်ပြင်တစ်ချက်ထားပြီးတော့အဲ့ဒီကြောက်ပြင်ပေါ်မှာ နှမ်းစီရဲ့စပကြီးသေးကြီးတင်ပြီးဆန်လိုက်နဲ့သွေးရလာတဲ့အနှစ်ကလေးကဒါပြီးရတဲ့ကိုထူးထူးခြားခြားကောင်းစေတဲ့အနှစ်သာရဖြစ်လာတယ်။ကိုကောင်းမှလိမ့်ပြီးတော့သွားလိုက်ရင်လည်းလူချစ်လူကင်ပေါ့ပစ္စည်းတွေရောင်းဝယ်ခြင်းလည်းဒီအစီလေးတို့လိုက်အဲ့ပစ္စည်းရောင်းဝယ်ထွက်တယ်။လက်တွေဆန်းသက်နိုင်တဲ့ရှေးရိုးရာနှစ်သာရတစ်ခုဖြစ်ပါတယ်။ယေရှုတင်ပါတယ်